Hello ဟန်စုပါဒီနေ့ဟန်စုပြုံးလေးမျိုးတွေကိုသွားမယ်ပေါ့နော်ပြုံးလေးမျိုးတွေကိုရှောက်ပြီးတော့ဖတ်ကြည့်မယ်အခုကတော့ corona ခွဲပါပြီဟန်စုနေနေရာနေဆိုလို့ရှိရင်ပြုံးလေးကိုသွားပြုံးလေးမျိုးတွေထိရောက်ခုကတော့တော်တော်လေးလမ်းလျှောက်ရမှာပေါ့နော်တော်တော်လေးလမ်းလျှောက်ရမယ်အခုစပြီးတော့ထွက်ပါပြီ sáng không rồi được rồi sáng khâu xe sáng khâu xe à xì cho ta để lộ à lộ hậu xa mà quan du mật làm sao cái nó xả gì nó xả lại không mày phải xả gì mà xuống

Wazuh, ini saya sabi otol lah, babi. ြောတော့အိန္ဒိယရာဒီအဲ့ဒါပြင်ဦးလွင်မှာတလားလောက်နေဖို့စဉ်းစားထားတာဆိုကြတော့လေမနေ့ကတော့အဲစင်းတိုင်နေရရှိရတယ်ပါတိုင်ပြီးတော့ပေါ့နော်အကုန်လုံးတော့လောက်ထားပြီးပြီအဲ့ဆိုအဲ့ဒီနေရနေရကကြတော့ဟိုဟာမျိုးရဲနဲ့ဧဒီယာပေါ့နော်မျိုးရဲဧဒီယာနဲ့နည်းနည်းလေးတော့လန့်နေဒါပေမဲ့ ိုပေါ့ရှုခင်းရှုခွက်ပုံစံမျိုးကြတော့ဒီဘက်ကငါတို့နေတဲ့နေရာဘက်ကပြပို့ပြီးတော့ပြင်းဦးလင်ဆက်နေပေါ့နော်ပြောရမယ်ဆိုလို့ရှင်ဘိုက်ကရမ်းလိုက်အစအရောအာငါမိရမားပြီဆိုပြီးတော့မတွေးပြီးတည်တယ်အာငါမလိုတဲ့နဲ့ဝေးတယ်ပေါ့အာဘဘဆိုလို့ရှင်သွားလာပို့ပြီးတော့နီးမယ်လို့ထင်တယ်ဒါပေမဲ့ပြန်ပြီးတော့ဟိုရှင်ကြီးရဲ့ခါကြတော့သူတို့ဘက်ကကြတော့တိတ်ဆိတ်တဲ့အေဂျင့်နဲ့ပို့ပြီးတော့လူမျိုးရှုပ်ခွင့်ရှုပ်ခွင့်သဘာဝလေးရ ပို့ပြီးကောင်းတယ်ပေါ့နော်ဟိုလမ်းလျှောက်ရတာကနေရာမိုက်ခေါ်ရအောင်မျိုးတဲ့ဒီ downtown area ပေါ့နော်မျိုးလေဒီ area ကိုသွားမှာနိုင်စင်ဘတ်တို့ဒီမျိုးမဈေးတွေတို့တစ်ချက်သွားကြည့်မယ်ပေါ့နော်ဟုတ်ပါပြီလိုက်ခဲ့ကြပါ ြောပါဆိုလို့ရှိရင်မန္တလေးမြို့ရဲ့ရှေးမြောက်ဘက်မှာတည်ရှိရပါတော့။မန္တလေးမြို့ကရှေးမြောက်ဘက်မှာတည်ရှိပြီးရောမန္တလေးတိုင်းထဲမှာပါဝင်လို့ဆိုပေမဲ့သူကဒီမိုးနဲ့ရေဝင်လေတာထဲမှာမပါဘူးပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်သူကရှမ်းကုန်းမြေကြီးရဲ့အနောက်ဘက်နဲ့တစ်ဆက်တည်းဖြစ်နေတဲ့အတွက်ကြောင့်လည်းဖြစ်တယ်။အာပြီးရခါကြလို့ရှိရင်ပြည်နယ်ရေမျက်နှာပြင်ထက်ပေ3000ကျော်မှာတည်ရှိရကြောင်မလို့သူကဓာတ်ဥရုတင်းတင်းမြတ်တာပြီးတော့အာနေလို့ကောင်းတဲ့ပုံစံပေါ့နော်။အာအဲ့လိုမျိုးဟာတည်ရှိတယ်။ပြီးရင်ဒီပြုံးနေက အမီကဒီရွှေဘိုးလိုလိုပဲပေါ့နော်ရွှေဘိုးမှာဆိုလို့ရှိရင်လည်း၅မြည်ရပြီးရွှေဘိုးဆိုပြီးတော့ရှိရပေါ့အဲအဲ့လိုပဲပြင်ဦးလွင်မှာဆိုလို့ရှိရင်လည်းနံမရ၅မျိုးလောက်ရှိရဲ့အာဘာလဲဆိုရင်အရင်တော့ကမေမျိုးပေါ့နော်ပြီးခါကြပြင်ဦးလွင်လို့ခေါ်တယ်နောက်ပြီးကြတော့တောင်စခန်းမျိုးတော်လို့လည်းခေါ်တယ်တောင်လေကားမျိုးတော်လို့လည်းခေါ်တယ်ချေမျိုးတော်လို့လည်းခေါ်တယ်ပြီးရင်ပန်းမျိုးတော်လို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့မျိုးက၅မျိုးတော့မကောင်း၆မျိုးလောက်ရှိရပေါ့နော်အာဒီလိုမျိုးတင်စားပြီးတော့ခေါ်ကြတာပေါ့ တရုတ်နိုင်ငံကိုဘာလို့မေမျိုးလို့ခေါ်ရလဲဆိုလို့ရှိရင်1926ခုနှစ်ကဘင်္ဂလားရှင်နေတပ်သားပေါ့နော်မေရဲ့နာမည်ကိုဆွဲပြုပြီးဗီဒီရှာတွေကမေလို့ခေါ်ခဲ့ကြတယ်။ခါဒေါက်တာဘမော်လက်ထက်မှာကြတော့တခါမြို့တွင်လို့ပြောင်းပြီးခေါ်တယ်ပေါ့နော်ဂျပန်ခေတ်ပေါ့ဒေါက်တာဘမော်လက်ထက်ခါနောက်ကျတော့ဗီဒီရှာလက်ထက်ပြန်ရောက်တဲ့ခါမှာမေမျိုးလို့ပြန်ခေါ်တယ်။အဲအဲ့ဒီနောက်ပိုင်းကျတော့ခါပြင်ဦးလွင်လို့ခေါ်တယ်ပေါ့နော်ဒီလိုနဲ့ဒီနာမည်ကလှည့်လည်နေရပေါ့ပြောရင်းနေမျိုးပါဆိုလို့ရှိရင်ရင်ကားဒီရှမ်းပြည်နယ် ီဒေတာပေါ့เนาะရှမ်းပြည်နယ်ရဲ့အေဒီယာတွင်မှာပါပါဝင်တဲ့မျိုးတစ်မျိုးဖြစ်ပေမဲ့ဒီနောက်ပိုင်းမှာတော့အာဒီပြုံးလွင်မျိုးကိုမန္လေးတိုင်းဒေတာကြီးတွေကိုပြောင်းရွှေ့ပြီးတော့ထည့်သွင်းခဲ့ကြတယ်ပေါ့เนาะဒီမန္လေးပြုံးလွင်ရဆိုလို့ရှိရင်အာမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ပူရှောင်မျိုးတစ်မျိုးဖြစ်နေလေသူကနာမည်ကြီးတယ်ပေါ့เนาะအစီဆုံးရက်တွေကတော့ပြင်းလွင်ကတော့ရင်းရင်းရင်းနေခဲ့ရပါတော့အရင်အစီဆုံးဆိုလို့ရှိရင်သူကသတင်းကျစီရဲတစောင်းတိုင်းစီရဲနောက်ကြလို့ရှိရင် ဒီသတင်းရွာဒီဇင်ဘာပေါ့เนาะဒီဇင်ဘာပန်းပွဲတော်ချိန်ဆိုလို့ရှင်တယ်သူကပြုံးလေရအစီဆုံးရက်တွေဖြစ်ပါတယ် များစုရှောက်လာတာဒီ area နဲ့နီးနေပေါ့နော်ဒီအိုင်စနောက်ကိုကြာခင်တော့ပါတော့မယ်အခုဆိုရင်ဟန်စုဒီပြုံးလေးမျိုးရဲ့ downtown area ပေါ့နော် downtown area ဒီ business area ဖြစ်တဲ့ဒီမျိုးလေးနိုင်စနောက်ရောက်ပါပြီဟုတ်ကဲ့ဒီပြုံးလွင်ရဲ့နိုင်စင်ကြီးကို Pasetawa လို့ခေါ်ပါတယ် အာသူ့ကိုတော့1934ခုနှစ်ကဒီလန်ဂျွန်ဆင်ကုမ္ပဏီကနေပေါ့နော်ဒီအာဗြိတိရှားတွေရဲ့ပစ္စမမြောက်အာဘီပေါ့နော်ဂျော့ချ်ဘင်ရဲ့အတွက်25နှစ်မြောက်ငွေရုပ်အထိမ့်မှဖြစ်နေသူကထုတ်လုပ်ခဲ့တဲ့ limited edition တွေကတခုပေါ့နော် ုမြန်မာအစဉ်ကနေပြီးတော့အစူးဒီမျိုးမဈေးဘက်ကိုဆက်လာတယ်ပေါ့နော်ဈေးရဲကိုဝင်ကြည့်ပါမယ်ဈေးရဲကိုရောက်နေပါပြီ ရဲ့အစီဆုံးနဲ့ဆုံဆုံးပေါ့နော်မိမဈေးကြီးဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်အကုန်လုံးဆုံရရပေါ့နော်ဝေးထဲစားတော့ဟင်းဒီဟင်းရက်အကုန်ဆုံရပါတယ်ဒီအရင်ကပေါ့နော်အရင်ကဒီပြင်းလွင်မှာ9ရက်တစ်စည်းပဲရှိရလို့ပြောတယ်အဲ9ရက်တစ်စည်းမှာဒီချမ်းပြည်နယ်ဘက်ကလာတဲ့ကုန်သည်တွေတရုတ်ကုန်သည်တွေနဲ့မျိုးစုံကလာတဲ့ကုန်သည်တွေစုပေါင်းပြီးတော့ပေါ့နော် အခုဟန်စုဒီ Google Map မှာပေါ့နော်ဟိန္ဒူဖျားကျောင်းတစ်ခုတွေ့လို့အဲ့ဟိန္ဒူဖျားကျောင်းကိုသွားမလို့ပါဒီနားလေးမှာဟိန္ဒူဖျားကျောင်းရှိတယ်ပြီးရင်ဒီဖျားစိတ်ကြီးလည်းရှိတယ်ဗလီကျောင်းလေးလည်းရှိတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှင်ပြုံးလေးကတော်တော်လေး diverse ဖြစ်တဲ့မျိုးလို့ပြောရမယ်ဒီမှာဆိုလို့ရှိရင်အရင်တုန်းကတော့ဓနုတွေနေခဲ့ကြတာပေါ့အခုဆိုလို့ရှင်ဒီဟာအိန္ဒိယတရုတ်မြန်မာနဲ့ခြားတိုင်းသားလူမျိုးပေါင်းစုံလေဒီမျိုးမှာနေထိုင်ကြတယ် ဟိန်းနူဖျားเจ้าကဒီနားလေးမှလို့ပြောတယ်အခုထိတော့မတွေ့သေးဘူး